လောကမှထွက်ခွာခြင်းလောကကြီးဟာဘလောက်ပဲကောင်းအောင်လုပ်လို့တနေ့ကျတော့လောကကြီးဟာအဆုံးသတ်မကောင်းဆက်လန်းနေပါတော့ဟိုအလွန်အဆွေးနဲ့ဒီကုန်းချုပ်တဲ့ဆက်လန်းရှိတယ်လို့ပျော်ရွှင်မှုနဲ့ဒီကုန်းချုပ်တဲ့ဆက်လန်းလည်းရှိတယ် ကပတီတို့ treasury တို့စာဘဝမှာတော့ပျော်ရွှင်မှုနဲ့ဤကုန်ချုပ်ရတာလို့မရှိဘူးအမြဲတမ်းဟာသိဆုံးရတာနဲ့ဆုံးသက်တဲ့အတွက်ကြောင့်အကောင်းနဲ့ဆုံးသက်တဲ့ဘဝဇာလံဆိုတာတကယ်မရှိဘူးအဆိုးနဲ့ပဲဆုံးသက်တာပဲတကယ်ဘဝဇာခုမှာအဆိုးဆုံးပဲနောက်ဆုံးမှာ ဘလောက်တော်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘဝကထွက်ခွာပြေးရဲဆိုတဲ့နောက်ဆုံးဆင်ရောက်သွားတာဘလောက်တော်တော်လောကကြီးကိုဘလောက်ဖဲ့ကြုံပြုတ်ပြုတ်နောက်ဆုံးတစ်ချိန်ကျတော့လောကကြီးကထွက်ပြေးရမယ်ကောဘဝတစ်ခုမှာရှားရှိစွာရပ်တိုင်နေမှုမရှိဘူးထွက်ခွာပြေးရတယ်အဲ့ဒီထွက်ခွာပြေးရခြင်းဟာသေဆုံးရခြင်းဖြစ်တယ်ကော ရထားတဲ့ဘဝတစ်ခုရဲ့အဆုံးသတ်လုံးဝမကောင်းဘူး။ဖျားလောင်းနေတာအဲ့ဒီအဆုံးသတ်ကိုကြည့်ပြီးတော့အသိပညာရှိတဲ့ပုဂ္ဂိုလ်ကလောကကိုဆင်ញင်သုံးသတ်တယ်။သူတို့ရဲ့ဆင်ញင်သုံးသတ်ပုံလေးကိုကြည့်ကြည့်။လောကကြီးဟာစိတ်ပြည့်စရာကောင်းလိုက်တာ။ မွေးလာရပြီးတော့သိရတဲ့လူဖြစ်ရသေးတယ်။သိပြီးတော့လည်းနောက်တနေ့ကပြောင်းရွှေ့ပြီးတော့မွေးရပြန်တယ်။မွေးရပြီးတဲ့အခါတခါပြန်ပြီးတော့သိရပြန်တယ်။ဖြစ်ခြင်း၊ဥခြင်းသိဆုံးခြင်းမွေးဖွားလာရတာလည်းအခက်အခဲမျိုးစုံပဲ။မွေးဖွားလာပြီးတဲ့နောက် ဟောဟာတဖြည်းဖြည်းယင့်လာပြီးတော့ဥမင်းလာခြင်းဟာလည်းပဲခက်ခဲတစ်ခုပဲဒါစိတ်တို့မရတဲ့အရာတစ်ခုပဲဥမင်းပြီးတော့နောက်သိဆုံးသွားရခြင်းဆိုတာဟာလည်းပဲဒါစိတ်တို့မရတဲ့အရာတစ်ခုပဲအိုးရဲ့နီလန်ခဏတည်းအောင်ရှာကြလို့မရသေးဘူး ချူစာနေကြတော့မယ်ဘဝမှာထာဝရနေဖို့ဆိုပြီးတော့လောကအတင်ထာဝရနေဖို့ဆိုလူတွေဟာတနေ့တည်းများချူစာနေကြစိတ်ပညာပဲကလည်းပဲစိတ်ပညာနဲ့ချူစာနေတာပဲကာထာမန္တရားဝိဇ္ဇာအတ္တပညာတွေကလည်းပဲချူစာနေတာဟောမသိဖို့ချူစာကြတာပဲအားလုံး သို့သောခနေ့ချီအောင်အောင်မြင်တယ်ဆိုတာမရှိဘူး။တော့ကမအတိညာရှိဆုံးပုဂ္ဂိုလ်လို့ခေါ်တယ်။မြတ်ဗုဒ္ဓကတောင်းတိတိကျကျဖွင့်ထုတ်ပြီးတော့ပြောသွားတယ်။နတ္ထိသာတ္တအမရဏံမွေးလာပြီးမသေးတဲ့လူဆိုတာမရှိပါဘူး။ မရှိဘူးလို့ပြောတာတိတိကျကျပြောတာနော်နတ်ထိသတ္တအာမရဏတော့ကကြီးမှာ မွေးဖွားလာပြီးတဲ့နောက်အသေးပဲထာဝရနေတဲ့ပုဂ္ဂိုလ်ဆိုတာမရှိပါဘူးဒါကဘယ်အရှိလို့ဖို့ကြိုးစားနေကြတာခဏထိ အောင်မြင်တဲ့လို့ မကြဘူးသေးဘူးနော်ပုံမြင်နေတာရှိနေတော့မယ် တပုံမြင့်နှင်းမှရှိနေတာလူတွေရဲ့ချိုးပန်းချက်နဲ့မျောမှန်းချက်တွေပေါ်ပြနေတာလားဖြစ်တယ်။အောင်မြင်မှုကိုပေါ်ပြတာမဟုတ်ဘူး။လူတွေဖြစ်ချင်တဲ့ဆန္ဒလူတွေရဲ့မျောမှန်းချက်လူတွေရဲ့ချိုးပန်းချက်ကိုသာလည်းပေါ်ပြတာဖြစ်တယ်။အောင်မြင်သွားတာတခုမှမရှိဘူး။ လောကမှာအသိဉာဏ်ရှိဆုံးလို့ပြောရတဲ့မြတ်ဗုဒ္ဓအသိပဲ ਨੇ အေးပွေးလာရင်တော့ပရဏန္တံဟိစီဝိတံလို့အသက်ဆိုတာသိဆုံးခြင်းမှာပဲအတိတရမှာဖြစ်တယ်လို့တည်တည်ချာချာတည်တည်ချာချာထုတ်ဖို့ဟောကြပြီးတော့မိမိကိုယ်တိုင်လည်းပဲသိဆုံးခြင်းကိုခံယူသွားတာပဲဖြစ်တယ် ဲ့တော့လောကကြီးရဲ့အခြေအနေကိုကြည့်မယ်။ဘုရားလောင်းနေတွေးသလိုပဲ။လောကကြီးကစိတ်ပြေဖို့ကောင်းလိုက်တာ။ဝေးလာပြီးတော့တဖြည်းဖြည်းဝေရတယ်။ဥပီးသိဆုံးရတယ်။ဖေးရမပတိမြေဟုနောက်တစ်ခါတနေရာရွှေ့ရပြန်တယ်။အဲ့ဒီနေရာမှာလည်းပဲတည်တိုင်းပဲ။ဒါစိတ်ပြည့်စရာကောင်းတဲ့ဖြစ်စဉ်ကြီးတစ်ခုပဲလို့ စဉ်းစားတယ်အဲ့ဒါဖះလောင်းတို့ရဲ့ဝိပဿနာတရားပဲပါဠိဘာသာနဲ့ဟောတာတော့မြန်မာလို့ပြန်ပြတာနော်ပါဠိလို့ဟောတာတာကိစ္ဆဝတ္တယံလောကအပ္ပနောလောကကြီးဟာစိတ်ပြဖို့ကောင်းလိုက်တာ စာယတိစေဝစီယတိစာပရတိစာဖြစ်လာပြီးတဲ့နောက်မှာအိုရတယ်တေးရတယ်စောတိစာဥပပစ္ပစ္စတိစာတေးပြီးတဲ့နောက်မှာပြန်မွေးရတယ်စပြက်ဖို့ကောင်းလိုက်တာထာဝရနေလို့မရဘူးအဲ့ဒါဘာကြောင့်ဖြစ်နေရတယ်လို့စဉ်းစားလိုက်တာ ိုးရံသေးတာဟာဘာကြောင့်ဖြစ်တာရောလို့အကြောင်းရှာလိုက်တယ်။သာတိပစ္ဆယသရမရဏ။ငါတို့အိုးရံသေးတာဟာမွေးလာလို့သာဖြစ်ရတာ။ဒါအရှိထုတ်တာ။ဘယ်လိုနေရအဲ့လိုစဉ်းစားတာ။အဲ့ဒါကိုပဲပြိဿတို့ဘက်ခေါ်တာနောက်ကြောင်းပြန်လိုက်တော့နော်။အကြောင်းရှာတယ်။ဘာကြောင့်အိုးနေဘာကြောင့်သေးရလဲ။ အကယ်၍လောကကြီးမှာငါမဖြစ်ခဲ့ဘူးဆိုရင်အိုးစရာမရှိဘူးသိစရာလည်းမရှိဘူးငါဖြစ်လာလို့ဒါလဲအိုးချင်းသိချင်းနဲ့ကြုံရတာဖြစ်တယ်ဒါဖြင့်ဇာတိဆိုတဲ့အဖြစ်တရားဟာဘာကြောင့်ဖြစ်လဲဘဝပစ္စယဇာတိကိုလိုခဲ့တဲ့ဘဝကိုဖြစ်ပေါ်စေနိုင်တဲ့ကံတရားတွေ၆ပဲဘဝကိုတိဆောက်တဲ့ကံတရားတွေ၆ဘဝဆိုတာဖြစ်ပေါ်လာတာဖြစ်တယ် ဒါဖြင့်ဘဝကိုဖြစ်ပေါ်လာတဲ့ကံတရားတွေဟာသူ့ဟာသူဖြစ်ထလာပဲဆိုမဟုတ်ဘူးဥပါဒနာပစ္စယဘောဘဝကြီးပေါ်မှာအထင်မြင်လွဲမှားမှုနဲ့ဆွဲလမ်းမှုဒီနည်းကိုကြောက်ဖြစ်အထင်မြင်လွဲတယ်ဆိုတာအမှန်မသိတာ illusion ဖြစ်နေတယ်အမှန်မသိလို့ရှင် illusion ဖြစ်နေတယ်အဲ့ဒါကိုဥပါဒံလို့ခေါ် ဥပဒံဆိုတာထိတ်တနာနဲ့ဒိဋ္ဌိကိုခေါ်တာပဲတောင်းမှုဘဝကြီးကိုအမှန်တိုင်းမမြင်ခြင်းဟုတ်တယ်လေကိုမြင်တာအမှန်တိုင်းမြင်တာမှမဟုတ်တာတလွဲမြင်နေဘယ်လိုတလွဲမြင်နေတော့ဆိုလူတွေဟာနမရီတီးတီးမဲ့ပြီးတော့လေးပဲတွေတတ်ထားတယ်တကယ်ရှိကိုတွေ့ကြည့်ရင်ယုံနဲ့နာမရှိဘူး ယုတ်ကိုယုတ်သူနဲ့ကိုနဲ့ရှုပ်တရားနဲ့တရားနှစ်ခုနဲ့ပဲတိဆောက်တာဖြစ်တယ်